မေးစားတစ်ဖက်ရေမုတ်တစ်ဖက်နဲ့ပြဿနာတွေကြားကလေပါဘူးလက်ရှိ2025-26ဘောလုံးရာသီမှာလေပါဘူးတင်ရရလပိုင်းအရာရောကစားဟန်ပိုင်းရပါအခက်ကင်းများစွာနဲ့ရင်ဆိုင်တွေရပြီးတော့အဲ့ဒီရဲ့ဘိုးချက်ကနောက်တန်းခံစစ်ပိုင်းဖြစ်နေရလို့အကျေတဝင်းသုံးသပ်နိုင်ပါ रे နောက်ဆုံး73ဘွဲမှာ69ဂိုးတိခွင့်ပြုထားရဲဆိုရဲမှတ်တမ်းကလေပါဘူးလိုထိတ်တန်းအတင်းတင်းအတွက်စုံရည်စရာကောင်းလုံးနဲ့ကိန်းကနန်းဖြစ်ပြီးတော့ဒါ၄ဘွဲစရိုက်ရှုံးဘွဲတွေဂျုံတွေးခဲ့ရခြင်းရဲ့အဓိကအကြောင်းရင်းပါပဲ လဘာဘူးနောက်တန်းရဲ့ပုံစံကောင်းပျောက်ဆုံးနေမှုမှာကစားသမားတဦးချင်းစီရဲ့ခြေစွမ်းကြာဆင်းမှုတွေပါဝင်နေပါတယ်။ဒီကိရရာသီကဗန်ဒိုက်နဲ့အကောင်းဆုံးတွဲဖက်ညီခဲ့တဲ့ကိုနာဒီဟာလက်ရှိမှာစာချုပ်ကိစ္စအင်းနဲ့ပတ်သက်ပြီးစိတ်ပိုင်းဆိုင်ရာ PR တွေကြောင်းလာတော့မသိပေမဲ့ခြေစွမ်းတည်တသာကြာဆင်းနေတာကိုတွေ့ရပါတယ်။ဗန်ဒိုက်ကိုယ်တိုင်ကလည်းအသက်အရွယ်ရလာနေမြအရင်ကလိုအမာရင်ကင်းကင်းတဲ့ခံစစ်ကိုဦးဆောင်နိုင်စွာအနေငယ်ရိုးကြလာတာကရှောင်လေးလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ပို့ပြီးတော့စိုးရင်စရာကောင်းတာကတော့ Van Dyke နဲ့ Gunnar Jiro ရဲ့နေရာကိုအစားထိုးနိုင်မဲ့ဒေါင်းဒေါင်းမီအရန်ခံစင်မှုမရှိခြင်းကြောင့်မလို့အဓိကကစားသမားတွေတန်ရာရရင်ခံစစ်အင်အားတော်တော်လေးရောကြသွားနေတာပဲဖြစ်ပါတယ်။အဆုံးလူနေရာဒီမှာလေးပဲပြဿနာရှိနေသေးပါ။ဘိန်နောက်ကန်လူရောဘတ်ဆန်ကအရင်ကလိုမျိုးအာကိုရတဲ့စွမ်းဆောင်ရည်မျိုးမပြနိုင်တော့တဲ့အတွက်အစားတို့ခေါ်ယူထားတဲ့ကာဂက်စ်ကိုသုံးပြခဲ့ပေမဲ့အသင်းနဲ့အသားမကျသေးတာကြောင့်မလို့ရောဘတ်ဆန်ကိုပဲပြန်လှည့်ပြီးတော့သုံးပြနေရတာကိုတွေ့ရပါတယ်။ ညာနောက်ကလူနေရာမှာလေအာနိုးကိုရောင်းထုတ်ပြီးတော့ Frambon နဲ့အစားထိုးထားခဲ့ပေမဲ့နီးပြအာနီစလော်ရဲ့နီးစနစ်နဲ့ Frambon ကအဝင်ခွင့်ရမဖြစ်သေးဘဲနဲ့နီးပြရဲ့နှစ်လူမှုမရရှိသေးတာလေနောက်တန်းမတိမငင်ဖြစ်စေပါလေပြီးခဲ့တဲ့နေရာဒီမှာရီမန်ထားတဲ့ခန်းစစ်ကွင်းလက်လူဂေးယူကိုခေါ်ယူဖို့အစီအစဉ်ပြပြခဲ့တာကလေလီဗာပူးရဲ့ခန်းစစ်ရှိမှာအကာအကွယ်ပေးမဲ့သူမရှိဘဲနောက်တန်းကိုတိုက်ရိုက်ဖိအားကျရောက်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါလေ အစိုးရရသည်တော့ကလေဘာဘူးကဂိုးသွင်းနိုင်စွမ်းကောင်းခဲ့တာကြောင့်ဂိုးပြန့်ပေးခဲ့ရသည့်တန်အောင်လို့တိုက်စစ်ကပြန်လဲအနိုင်ယူနိုင်စွမ်းခံပပါဝါရှိခဲ့လို့နောက်တန်းရဲ့အားနည်းချက်တွေကမပေါ်လွင်ခဲ့ပါဘူး။ဒါမဲ့အခုလိုမျိုးလေးပွဲဇက်တိုက်ရှုံးပွဲကိုကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့နောက်တန်းရဲ့အားနည်းချက်တွေကထင်ရှားလာခဲ့ပါတယ်။အနိုင်ရခဲ့တဲ့ front button ပွဲမှာတော့မှတကူပေးခဲ့ရတာကခံစစ်အားနည်းချက်တိတာနေစေဆိုတာကိုပြသနေပါတယ်။တိုက်စစ်ပိုင်းမှာလည်းပဲစိုးရိမ်စရာများပြားစွာရှိပါတယ်။ပြောင်းရွှေ့ခြင်းအများကြီးပေးပြီးတော့ခေါ်ယူထားတဲ့ EZ ကမျောလင့်ထားသလောက်ဂိုးသွင်းနှုံနဲ့ ခြေစွမ်းကိုမပြနိုင်မင်းနဲ့ရုန်းကန်နေရစေဖြစ်ပါတယ်။ကွင်းလက်လူ vest ကလည်းပဲခြေစွမ်းမပြနိုင်သေးတာကြောင့်မလို့တိုက်စစ်နဲ့ခံစစ်ကိုချိတ်ဆက်ပေးရမှာအခက်အခဲရှိနေပါတယ်။ဆာလာလည်းအသက်ရွယ်ရအရင်လိုမျိုး90မိနစ်အပြည့်စွမ်းဆောင်ရင်အပြည့်နဲ့ကစားနိုင်မှုစိန်ခေါ်မှုတွေရှိလာနေပါတယ်။နေပြောင်းအနေစလို့အနေနဲ့အချိန်မီအဓိကအားနေချက်ဖြစ်တဲ့နောက်တန်းနဲ့ကွင်းလေခန်းစစ်ပိုင်းကိုပြင်ဆင်ခြင်းတိုက်စစ်မှုအေဇက်ရဲ့ယုံကြည်မှုတွေကိုပြန်လည်မြင့်တင်ပေးခြင်းတွေကိုအများဆုံးလှုံ့ဆော်နိုင်မှသာ လီဗာပူးကလက်ရှိရုံးကန်နေရတဲ့အခြေအနေကနေပြီးတော့ပြန်လဲရုံးထွက်ပြီးထိတ်ဆုံးနေရတွေကိုပြန်လဲရောက်ရှိနိုင်မှာဖြစ်ပါတယ်လို့သုံးသပ်ရပါတယ်။လီဗာပူးသင်းရဲ့နောက်တန်းအားနည်းချက်တွေနဲ့တိုက်စစ်ပိုင်းမှာခြေစွမ်းမတီးမငြိမ်မှုတွေကြောင့်မလို့လက်ရှိရာသီ2025-26မှာဖြစ်လာနိုင်တဲ့အဆိုးဆုံးအခြေအနေတွေကိုအောက်ပါတိုင်းသုံးသပ်နိုင်ပါတယ်။လက်ရှိလီဗာပူးသင်းရဲ့အားနည်းချက်တွေဟာအချိန်မီမပြင်းစင်နိုင်မှုဆိုလို့ရှိရင်တော့ပရီးမီးယားလိမှာရလဒ်စိုးတွေဇက်တိုက်ကြုံတွေ့ရပြီးတော့ဥရောပပြိုင်ပွဲဝင်ကွင်းတော်ဖုန်းနဲ့ဝေးကွာသွားနိုင်တဲ့အခြေအနေတွေအဆိုးဆုံးရောက်ရှိနိုင်ပါတယ်။ အထူးသဖြင့်နောက်တန်းအခြေစွမ်းကြဆီမှုတဲ့ဗန်နိုက်လိုအဓိကကစားသမားတွေရဲ့အသက်ရလာမှုဟာခန်းစစ်ကိုစိတ်မချရအောင်ဖြစ်စေပြီးတော့မကြသေးမီရလို့လေးပွဲစတိုက်ရှုံးပွဲမျိုးတွေထပ်မံကြုံတွေ့လာရနိုင်ပါတယ်ဒီလိုဖြစ်လာခဲ့မယ်ဆိုရင်တော့လီဗာပူးဟာအဆင့်စီရရဲ့အလဲလက်ဆင့်ဥမာခုနှစ်ဒါမှမဟုတ်၈လုံမျိုးနေရာထိကိုကြာဆင်းသွားနိုင်ပြီးတော့နောက်ရသည်မှာချန်ပီယံလိဝင်ဝင်လုံးဝလလွတ်ဆုံးရှုံးသွားရနိုင်ပါတယ်